အလုံးမဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ breaking news ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမွန်ကောင်းတောင်းပီလိုက်ပါတယ်။ အဲလက်ရှိမှာတော့တို့လက်ရှိနောက်ဆုံးရ update သတင်းတွေမှာတော့ Tottenham Hotspur တင်းကတော့ breaking news ဖြစ်လာလို့လာမျိုးဖြစ်ပါတယ်။ဒါ Spurs တွေကျွန်တော်ဒါဒီနေ့နေ့လေကမှတင်ဆက်ထားခဲ့လို့ပဲဒါကျွန်တော်တို့ Saturday win တွေဆိုရင်အလုံးမလုံးတဲ့အသင်းသင်းအနေနဲ့ဒါလက်ရှိအနေထားရတာကျွန်တော်လက်ရှိနောက်ဆုံးရ update ဒီအရာဆိုရင်တော့ဒါတင်းလာနေမှာအလုံးစလုတ်ပြီးလို့တည်တည်ချာချာပြောဆိုလို့ရပြီဆိုဖြစ်သွားပြီ။အဲ့တော့ Spurs တွေလက်ရှိဒါကျွန်တော်တို့ဒီ48နိုင်အတွင်းမှာကျွန်တော်တို့အနေနဲ့အသင်းကဒါနီးပြအသစ်ကိုရရှိ ှိတော့မှာဖြစ်တယ်လို့သိရတယ်မှာပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးဒါ David Austin ကတရားဝင် confirm လုပ်ထားကြအောင် Spa တစ်တင်နဲ့ဒါလာမယ့်48ရက်အတွင်းမှာဒါ Brentford ရဲ့နီးပြဖြစ်ခဲ့တယ်ဒါ Thomas Frank က Spa တင်ရဲ့ဒါကျွန်တော်နီးပြဖြစ်လာတော့လာမယ်လို့သိရတယ်မှာပါအဲ့တော့ဒီကောက်မှာဒါကျွန်တော်အရင်တစ်ခေါက်နဲ့မတူတဲ့အချက်တွေအများကြီးရှိခဲ့တယ်တကယ်ကိုလည်း surprising ဖြစ်စရာရှိခဲ့တယ်အဲ့တော့ဒါ Tottenham Hotspur တင်ရဲ့လက်ရှိအနေနဲ့ဒါတို့အနေနဲ့ Ange Postecoglou ကိုထုတ်ဆက်ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်းမှာဒါကျွန်တော်ချက်ချင်းဆိုလိုပဲနီးပြအသင်းခတ်အပ်ဖို့တော့လုပ်ခဲ့တယ်ဒါအရင်တုန်းကမှားခဲ့တဲ့ဒါကျွန်တော် ော်ကွန်တေးတုန်းကခေါ်ဖို့အတွက်မှားခဲ့တဲ့အမှားလိုပုံစံမျိုးဖြစ်ခဲ့ပဲနဲ့စပါတင်နဲ့လက်ရှိမှာတောမက်ဖရန်နေတာကျွန်တော်ဒီစနေနေ့ငွေကြေးရမှာဒါပုတ်ကိုရရသဘောတူညီမှုအမြန်လှုပ်လှုပ်ခဲ့ပြီးတော့ Brandfo နဲ့ D တင်းလာနေမှာပဲတရားဝင်စတင်ပြီးစကားပြောခဲ့ပြီးလို့သိရတယ်မှာပါတယ်။ဒီကြတဲ့မှာ Brandfo အသင်းရဲ့လက်ရှိမှာ D နီးပြတဲ့ပေါင်ဆယ်တန်းအလူရှိနေတာဖြစ်ပြီးတော့စပါအသင်းရဲ့လက်ရှိမှာ D ဆယ်တန်းကိုပေးချေဖို့အတွက် ready ဖြစ်နေပြီဆိုတဲ့သတင်းတွေစတင်ထွက်ပေါ်လာခဲ့တယ်။ ခါရကိုကကိုလည်းဆွဲဆိတ်ကြည်ရသေးတယ်မယုံလို့ဘာဖြစ်လို့သိလား ဘဝမှာလေလီဗိုင်းအနေနဲ့ဘယ်တုန်းကမှဒါကျွန်တော်တစ်ဖက်ကလိုချင်တဲ့ဈေးအတိုင်းပေးတာတော်တော်လေးဥရှာဒါကျွန်တော်ထင်တာဒီတစ်ခေါက်တော့လီဗိုင်းတယောက်တကယ်ကိုပရက်ရှာဒီများနေပြီလို့ဆိုလို့ရမယ်တော့မှပါတယ်စပါတင်နဲ့လက်ရှိမှာပူပူလောလောယူရိုပါလိရထားတယ်ချန်ပီယံလိဝင်ခွင့်ရထားတဲ့အသက်အသင်းသင်းနဲ့သူများတွေအပြောင်းရွှေ့မှာအရန်လှုပ်ရှုပ်တဲ့အချိန်မှာကိုတွေကနီးပြန်းနဲ့တော်တော်လေးကိုတိုင်ပတ်နေဆိုလုံးဝငင်းစရာမလိုဘူးအဲ့တော့စပါတင်နဲ့လက်ရှိမှာဒါကျွန်တော်အရင်တုန်းကလူပေးတာကျွန်တော်6တန်း9တန်းပုံစံမျိုးနဲ့ကန်လန်းတာတက်စာရင်ဒါတော့မက်ဖရန့်ကဒါ10တန်းနဲ့တပါးတဲ့ကန်လန်းမှာဖြစ်ပြီးတော့တော့မက်ဖရန့် နေမဟုတ်ဘဲနဲ့ Thomas Frank အခုလက်ရှိဒါ Brandford ကဒါကျတော့နီးပြအဖွဲတစ်ခုလုံးကိုလေ Spurs အနေနဲ့ခန့်အပ်သွားမှာဖြစ်တယ်လို့လည်းသိရတယ်မှာပါအခုလက်ရှိမှာသိရတော့က Ash Poster Coglu ရဲ့ဒါကျတော့လက်ရှိနီးပြအဖွဲကလည်းတခါတည်းတပါတဲ့ Ash Poster Coglu နဲ့တူနှုတ်ထွက်သွားခဲ့တာဖြစ်ပြီးလက်ရှိမှာ Gotham နီးပြနှစ်ယောက်ပဲကျန်ခဲ့လို့သိရတယ်မှာပါအဲ့တော့ Thomas Frank ကအခုလက်ရှိမှာသူ့ရဲ့ background staff တွေအကုန်လုံးကိုအသင်းနဲ့တူတာဆွဲခေါ်လာမှာဖြစ်ပြီးတော့သူ့အနေနဲ့နီးပြအသစ်ဘာညာခန့်အပ်တာတဲ့ဆိုင်သူ့ရဲ့ဒါ Brandford ကလူတွေကိုပဲဒါ Spurs အသင်းကိုတခါတည်းခေါ်ယူလာမယ်လို့သိရတယ်မှာပါတယ်။ Spurs အသင်းနဲ့ဒါ48 7နာရီအတွင်းမှာတော့ဒါကျွန်တော်တခါတည်းဒီစာချုပ်ဖြတ်သိမ်းကြီးကိုပေးချေသွားပြီးတော့စပါးသိမ်းရဒါတရဝင်းဒီပြအစ်စ်နေနဲ့စပါးသိမ်းဘက်ကနေပြီးတော့ကြီးညာသွားဖို့ရှိတယ်။ဒါပေမဲ့တစ်ဖက်ကတော့ကျွန်တော် Thomas Frank ကနေတော့တောင်းဆိုမှုနှစ်ခုလုပ်ထားတယ်။ပထမဆုံးဒါတောင်းဆိုမှုကလက်ရှိမှာ Manchester United အစ်စ်နဲ့ပြိုင် Brian Mbwambo ကိုခေါ်ယူပေးဖို့တော့သူ့နေနဲ့တောင်းဆိုခဲ့တယ်လို့သိရတယ်မှာပါတယ်။ Brian Mbwambo ကသိကြတယ်မှာ Thomas Frank ရဲ့လက်အောက်မှာဒါကျွန်တော် Ivan Toney မရှိရင်တော့မှတော်တော်လေးကိုတိုးတက်လာခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့တကယ်ကိုလည်းလက်ရှိမှာစိတ်ဝင်စားဖို့ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ဒါကျွန်တော် top 6အ အသင်းကမဟုတ်ဘဲနဲ့လက်ရှိမှာအလက်ဇန္ဒားအီဆက်ပြီးရင်ဂိုးပါဝင်ပတ်သက်မှုအများဆုံးသောကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ဒါအလက်ဇန္ဒားအီဆက်အနေနဲ့မဟုတ်ဘဲနဲ့ဒါတောက်မဲကစားသမားနဲ့ထက်တွက်မယ်ဆိုရင်တော့ တိရတော့ကတောင်ပကစားသမားတွေထဲမှာဂိုးသွင်းအများဆုံးပတ်သက်မှုတွေကဒါဂိုး20တိတိသွင်းနိုင်ခဲ့ကစားသမားတွေကလုံးဝညင်းစရာပါဒါပေမဲ့ကစားသမားကိုယ်တိုင်ကတိကြတယ်မဲ့အခုလက်ရှိမှာ Manchester United အသင်းကိုဒါတခြားသောအသင်းတွေကိုကြော်ပြီးရွေးချယ်ထားတယ်ဒါ Manchester United အသင်းရဲ့ဒါပထမဆုံးကန်လတ်မှုကိုလည်း Brentford ဘက်ကညင်းပယ်ထားခဲ့တယ်အတွက်ကြောင့်မလို့ United ဘက်ကဒါဒုတိယမြောက်ကန်လတ်မှုကိုလည်းတရားဝင်မလုပ်ရသေးဘူးဒါပေမဲ့ United အသင်းနဲ့ဒုတိယမြောက်ကန်လတ်မှုလုပ်ဖို့လည်းတောက်လျှောက်ဆက်သွယ်နေသေးဖြစ်တယ်ဒါပေမဲ့ Brentford အသင်းနဲ့အခုလက်ရှိမှာဒါ Thomas Frank ကို Spurs အသင်းထံဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းမှာ Spurs အသင်းနဲ့လက်ရှိမှာ Thomas Frank နဲ့အတူသူ့ရဲ့တပည့် Hound တွေကိုခေါ်ယူဖို့အတွက်စ조사သွားတယ်ဆိုတဲ့သတင်းတွေနောက်ဆက်ထွက်ပေါ်လာခဲ့တယ်။ဒီနေ့မှာဒါ Thomas Frank အနေနဲ့ Spa Thing ကို Brian Ambwemo တယောက်တည်းခေါ်ယူဖို့အတွက်တောင်းဆိုခဲ့တာမဟုတ်ပေမဲ့ဒီနေ့မှာဒါကျွန်တော် Center Back ဒါကျွန်တော်ကစားသမားဖြစ်တဲ့ Brandford ရဲ့လက်ရှိ Center Back ကစားသမားဖြစ်တဲ့ Nathan Dee ရဲ့ calling ကိုလည်းခေါ်ယူပေးဖို့အတွက်လက်ရှိမှာနီးပြအနေနဲ့တောင်းဆိုရတယ်ဆိုတဲ့ Kola Hala ကြီးထွက်နေတယ်။အဲ့တော့ Spa Thing နဲ့လက်ရှိဒါတေချာတစ်ခုက Thomas Frank အသင်းစီကိုရောက်လာမှပဲသူတို့အနေနဲ့ဒါကျွန်တော်အပြောင်းရွှေ့မှာစတင်ပြီးလွတ်လွတ်မြောက်မြောက်လုပ်ရတယ်။ဒါပေမဲ့ဒီညမှာဒါတရားဝင်ဒါပထမဦးဆုံးဒါကျွန်တော်တို့အပြောင်းရွှေ့စတင်ပြီး ီးတော့ပိတ်ပြီးတော့ဆယ်ရက်နေဆိုတော့အေးပေါ့ဒီနေ့တော့မဟုတ်မနေ့ပြန်မှပိတ်မယ်ထင်တယ်အဲ့တော့ဒါပြောရမယ်ဆိုရင်တော့ဒီအပြောင်းရွှေ့မှာစပါတီနဲ့အပြောင်းရွှေ့လုပ်ဖို့တော်တော်လေးကိုမမီတော့ဒါပေမဲ့ Thomas Frank ကိုတော့လက်ရှိမှာနီးပြ တယောက်အနေနဲ့ဒါကြောင့်စပါတီနဲ့ပေါင်း325တန်အသက်တင်တော့ငွေအသုံးပြုပေးသွားမယ်လို့သိရတယ်မှာပါတယ်အခုလက်ရှိမှာဒါကျွန်တော်မတိကျမြေရသေးတဲ့ကိစ္စတွေကိုလည်း Thomas Friend လီးပြဖြစ်တဲ့အချိန်မှာအကုန်လုံးကိုဖျက်ပေးသွားမယ်လို့သိရတယ်မှာဥပမာလက်ရှိမှာဒါ Matthias Day ရဲ့အပြောင်းအရွှေ့ Matthias Day ရဲ့အပြောင်းအရွှေ့အခုချိန်ထိတက်နေတုန်းဖြစ်တယ်ဒါစပါတီနဲ့ Bayern Munich တို့တောက်လျှောက်တာဆွေးနွေးနေစေဖြစ်ပြီးတော့ Matthias Day ကိုတစ်ဖက်က Bayern Munich နဲ့ပေါင်းတန်း30အထိဈေးချဖို့ဆိုယူရိုတန်း30အထိဈေးချပေးထားပြီးဖြစ်ပြီးတော့စပါတီနဲ့ခေါ်ယူလို့ချင်တဲ့တမှာပါဒါပေမဲ့ Matthias Day ကဒါ Ange Poster ကော လူရဲ့ခေါ်ယူမှုတွေတခုဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိနီးပြဖြစ်တဲ့ Thomas Frank က Matthias Stegen ကိုကြိုက်ပါမလားဆိုတဲ့မေးခွန်းများနဲ့အတူ Stegen ကို Spa တင်းနဲ့အပိသက်ခေါ်ယူမယ်ဆိုရင်တော့ Thomas Frank ရဲ့ permission ကိုလိုလိမ့်မယ်လို့သိရတယ်မဟုတ်ပါတော့ Spa တင်းနဲ့အခုလက်ရှိမှာ Thomas Frank တနေရာတည်းပြောင်းလဲသွားမှုအခုလက်ရှိမှာအဖက်ဘက်ကနေပြောင်းလဲဖို့အတွက်ပြင်ဆင်လာခဲ့တယ် CEO အဟောင်းဖြစ်တဲ့ Scott Mann ကလည်းဒီတပတ်တွင်တရားဝင်ထွက်ခွာတော့မှဖြစ်တယ်ဆိုတော့အကုန်သိပြီးသားဖြစ်ပြီးတော့ CEO အသစ်ဖြစ်တဲ့ V9 ကလည်းတရားဝင်အလုပ်လုပ်တော့မှဖြစ်တယ်ဆိုတော့သိရတယ်မဟုတ်ပါတော့ပြောချင်တာ Spa တင်းနဲ့ဒီနေ့ဒါ ဒီနှစ်မှာအကြီးကျယ်ပြောင်းလဲမှုတွေကြည့်ရတာနှစ်ရှည်လာများတာကျွန်တော်ပိတ်သက်တွေမုံလာပါဆိုရကူလန်နဲ့ထွက်ပြီးကောလာဟာလာရေရလဲလဗိုင်းနေနဲ့အခုလက်ရှိအပြောင်းရွှေ့တွေမှာသူကိုယ်တိုင်မဟုတ်ပဲနောက်ကနေတရတရစတင်ပြီးလှုပ်ဆောင်နေဆိုသတင်းထွက်လာခဲ့တယ်။လက်ရှိမှာဒါကျွန်တော်စပါသင်းအထက်အတွင်းထဲမှာပြောင်းလဲမှုတွေတော်လေးကိုကြီးမားနိုင်နေဆိုရကောလာဟာလာတွေအများကြီးထွက်နေကြလို့လို့မလေးရှားကတော့ကျွန်တော်လက်ရှိဒါကျွန်တော်ရေနံတထေးကုမ္ပဏီကလည်းဝယ်မယ်ဆိုပြီးတော့သတင်းတွေအများကြီးထွက်နေအခုလက်ရှိမှာဒါမလေးရှားမှာလှုပ်လှုပ်တဲ့လူမလေးရှားမှာဒါနေထိုင်တဲ့လူတွေဆို Petronas ဆိုတော့သိလိမ့်မယ်ဒါ Twin Tower ကြီးပေါ့နော်အဲ Petronas ရဲ့လက်ရှိပိုင်ရှင်ဖြစ်တဲ့ တတိတွေကတော်တန်ဟော့စပယ်အသင်းကိုဝယ်ယူဖို့အတွက်စိတ်ဝင်စားနေခဲ့ပြီးတော့လက်ရှိမှာတော့ကျွန်တော်တစ်ချိန်ကတည်းကယူကဆဲကိုဒါဝယ်ယူခဲ့ဆဲရဝယ်ယူခဲ့တဲ့အမန်နာစတီဗီလီတို့လင်မယားနှစ်ယောက်နဲ့အတူဒါကျွန်တော်တို့လက်ရှိမှာမလေးရှားကတတိတွေပေါင်းပြီးတော့တော်တန်ဟော့စပယ်အသင်းကိုဒါဘီလီယံနဲ့ချီတုံးပြီးတော့ဝယ်ယူသွားမယ်ဆိုတဲ့တဲ့ရင်ထွက်လာခဲ့တယ်အခုလက်ရှိမှာဒီအပြောင်းရွှေ့အတွက်ဒါကျွန်တော်တို့လက်ရှိအက်နစ်ရဲ့လာ ဘယ်လယုံပေါ့နော်ဒါကြောင့်ဘယ်လယုံလို့ပြောရမှာပေါ့နော်ဘယ်လယုံဒါတယောက်ဖြစ်တဲ့ပီတာ ကာရီနန်ကဒီယာဦးဆောင်နေဆိုတော့ကောလာဟာလိုက်ထွက်နေတယ်အဲ့တော့ဒါသောမက်စ်ဖရင်အပြောင်းရွှေ့10တန်းကိုပြီးတဲ့နေရာမှာလေတချို့သောကောလာဟာလိုက်ရယ်လဗိုင်းတင်နဲ့မပြီးခြင်းပြိမဲ့ဒါစပါတစ်နေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အထဲမှာပြောင်းလဲမှုတွေကနေရောပြီးခြင်းနေတယ်လို့သိရတယ်မှာပါတယ်တကောလာဟာလာရဲ့ edge poster ကော glue တော့လဗိုင်းကထုတ်ပြစ်တာမဟုတ်ဘဲတခြားလူကထုတ်ပြစ်တယ်ဆိုရယ်သတင်းညီကစတောက်လျှောက်ထွက်ပေါ်နေခဲ့တယ်စပါတစ်ရဲ့ပြောင်းလဲမှုတွေထဲမှာပြောင်းလဲမှုကြီးကြီးမားမားကြီးဆက်လက်ပြီးတွေးရမယ်လို့ကျွန်တော်အနေနဲ့ပုံကိုရေးရကျွန်တော်တို့မြင်မိတယ်မြ ီတို့ပင်စူစီကမူဒီနေရာမှာဒါဘာဒီဘလူးလွတ်လွတ်မလဲဘာဒီဘလူးဆက်ဖြစ်မလဲဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ကျွန်တော်အနေနဲ့ပါစလီပြောမှာဆိုတော့ Thomas Frank က Spa အသင်းဒီဘက်ဖြစ်လာကြိုက်လာဆိုကြိုက်တယ်အမှန်တမ်းပြောကျွန်တော် Thomas Frank Personal ကြီးကတော်တော်လေးကိုသဘောကျတယ်မှာပါတယ်။တီးကြနေမှာ Ash Poster Goglu Europa League Final မှာထွက်ခင်ခဲ့တာနီးပြနေရမှာအစားထိုးမယ်ဆိုကျွန်တော် Saver တို့ Zahavi Hernandez ဆောင်ကျွန်တော်မကြိုက်ဘူးဒါပုံမှန်လေးပြောမယ်။ကျွန်တော်နေကျွန်တော် Thomas Frank ကိုကြိုက်တယ် Thomas Frank ဘာလို့ကြိုက်လဲဆိုသူ့အနေနဲ့ကိုရီတောင်တက်တက်ကနားမလည်နေတဲ့သူကတပွဲနဲ့တပွဲအချိန်ကြီးရပြောင်းလဲနိုင်တယ်ဒါနီးပြတဲ့တရားကျွန်တော်နေမြင်တယ်။အသင်းကြီးနဲ့တွေ့ရင်အသင်းကြီးလိုအသင်းငယ်နဲ့တွေ့ရင်အသင်းငယ်လိုသူ့အနေနဲ့ဒါကျွန်တော်သွားနိုင်တဲ့နီးပြတဲ့တရားအဲ့တော့အာပိုချက်တီနိုနောက်ပိုင်းခေါင်းမမာပေးနေတာကျွန်တော်တို့ ပြောင်းလဲနိုင်တဲ့လီးပြရည်တဲကတယောက်ကျွန်တော်ဒါ Thomas Frank ဖြစ်လာဖို့တဲ့ရေးပန်းစနေဘယ်လိုပြော Thomas Frank ကိုကျွန်တော် personally သဘောကျရတယ်မှာပါဒါထူးထူးခြားပေါ့နော်ကိုကြိုက်တဲ့လီးပြကိုခံပေးမယ်ဆိုတဲ့ moment တော့သဘောကျတယ်ဒါပေမဲ့အခုချိန်ကြီးတော့ဒါ Tottenham Hotspur တင်ကိုကျွန်တော်မနိုင်ပြောစိတ်ပြက်နေသေးဖြစ်တယ်ဘာမှဒါကျွန်တော်တို့တိတိကျကျမရေရာဖြစ်နေတဲ့အနေအထားမှာသူများရဲ့ကစားသမားခေါ်ချက်ကိုဒီကဒါလီးပြတယောက်ကိုခေါ်ဖို့တော့တော်တော်လေးကိုလုံးမယ်အားလုံးပေါင်း6ရက်တိတိကြာတယ်ဗျအပြောင်းရွှေ့လို့ဖို့အဲ့တော့ ဒါပေမဲ့ Blue Wave Spa တစ်တည်နဲ့ဒါကျတော့လက်ရှိမှာနီးပြသေးရောက်လာခဲ့ဖြစ်တယ်။နှစ်နှစ်တခါပြောင်းလဲနေတဲ့နီးပြဆန်ဂျင်ကိုလည်းအခုချိန်မှာဆက်လက်ပြီးထန်ထားပြီးတော့ Thomas Frank တစ်ယောက်ကလည်းလက်ရှိမှာနီးပြသစ်နေရာကိုရောက်ရှိတော့မှာဖြစ်ပါတယ်။အဲ့တော့ဒါကျတော့ Thomas Frank နဲ့ကိုရန်ကတပုံမရိုက်တော့ဘူး။ကိုရန်နဲ့ Thomas Frank ကိုတော်တော်လေးကိုသဘောကျတဲ့နီးပြတယောက်ဖြစ်တဲ့ကြောင့်မို့ Thomas Frank နဲ့တော့လက်ရှိမှာတပုံရိုက်တဲ့အခွင့်အရေးကိုတော့လက်ရှိမှာစိတ်ဝင်စားဖို့မရှိသေးဘူးလို့ပြောပြသေးတယ်။ဘာလို့လဲ။နေတိုင်းကိုကြောင့်သူတော့ထွက်နေတယ်။အဲ့တော့လက်ရှိမှာတော့ Thomas Frank နေနဲ့ Spa သင်းနီးပြ48နိုင်တွင်ဖြစ်လာတော့မယ်ဆိုပြီးတော့ David Austin ကတရားဝင်တင်နာခဲ့ပြီးတော့ Spa သင်းနဲ့10သန်းပေးတော့မှာဖြစ် de día de pero စပါးတဲ့နဲ့မကြခင်နီးပြအစ်စ်ကို here we go တော့မှာလားတခြားတော့ဆောင်ကြရပြီပါနောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4U တို့မှာခြေလူစားပေါင်ကူညီလို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျှဝေကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျ။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတော့ ਨੇ TV4 ကြီးတွေ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဘက်ကကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်းအားလုံးပဲ subscribe လုပ်ပေးကြတော့အများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ဒီညမှာအားလုံးပဲ good night ပါလို့ပြောရင်းနဲ့ပဲနောက်မှမနေ့ဖြန်ကြမှာ AC2 ကြတာပါတရင်နေတူ day 4ပါ